champion ပြည်လဲအတွက်အင်ကွင်းအမိန်ပါပေါ်ကွေးပြမယ်အာဆင်တယ်မင်္ဂလာပါဗျဒီ Sport Show ကနေကြိုးစို့လိုက်ပါရဲ့ကျွန်တော်နာမည်ဒီယုံပါ ဒီနေ့စူပါဆန်ဒေးရဲ့ကြိုင်ဆိုင်မှုပြင်းထန်ပြီးတော့ဘိမဲ့ပွဲစဉ်တစ်ခုဖြစ်တဲ့အာဆင်နယ်ဘီရဲ့စပါရိုးရဲ့ရောက်လန်တန်ဒါဘီပွဲစဉ်လေးကိုတင်ဆက်ပေးသွားခြင်းပါတယ်ချန်ပီယံပြေးလန်းအတွက်အိမ်ကွင်းအမရိတ်ပါအာဆင်နယ်အသင်းပောက်ကွဲပြောင်းအတွက်ရှိပါတယ်အဲအာဆင်နယ်နဲ့စပါသေးရဲ့ပွဲပွဲစဉ်အကျိုးသုံးသက်ချက်လေးကိုကျွန်တော်ဟော data အချက်လက်တွေနဲ့အနည်းဆက်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကျွန်တော်တင်ဆက်ပေးပါမယ်။အဲပထမဆုံးဒီအသင်းနဲ့အစပါတို့ရဲ့အဲနှစ်သိန်းရပေါ့ဗျာ။ဝက်ဖက်လာနိုင်တဲ့ဒူစင်းကြီးကိုဒီရဲ့နောက်ပြော နောက်ဆုံးဟိုဒီနှစ်သိန်းရနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်6ပွဲအဖြစ်တွေရပြီးတော့ရှေ့လာမယ့်ပွဲစဉ်တွေရဲ့အကြောင်း ျွန်တော်တနေ့တလောက်လေးဒီ data အချက်လက်မှတ်နိုင်တဲ့အဲတင်ဆက်ပေးတော့ပါမယ်။အဲပထမဆုံးစပြီးတော့ဟောဒီပွဲထွက်လာတဲ့လူချင်းဧည့်သည်စပါအသင်းရဲ့အဲပွဲထွက်လာတဲ့လူချင်းကိုကျွန်တော်အရေဆုံးဟိုသုံးသပ်ပေးချင်ပါတယ်။စပါအသင်းကဒီနေ့ပွဲမှာပွဲထွက်လာတဲ့လူချင်းရော ဒီနှစ်သုံးတင့်နဲ့ပွဲထွက်လာနိုင်တယ်ဆိုကျွန်တော်ယူဆမိပါတယ်အဲဂိုသမားနေရာမှာတော့မိကာဗီကိုအဲနောက်တန်းညာအဆုံနေရာမှာတော့ဟိုပယ်ရိုတို့ကညာအဆုံနေရာမှာပယ်ရိုကိုပွဲထွက်လာနိုင်ပါတယ်ပြီးတော့ဟိုစင်တာဘက်စင်ထွက်ဘက်နှစ်ယောက်နေရာမှာညာခန့်ညာနောက်တန်းစင်ထွက်ဘက်နေရာမှာတော့ဟို ဟိုရိုမီယိုကပရီယိုမျိုးပွဲထွက်နိုင်ပါရဲ့ပြီးတော့ဟိုစင်ထရယ်ဘက်ဘယ်နေရာမှာတော့အာဗန်ဒီဘန်ဗန်ဒီဘန်ကိုပွဲထွက်နိုင်ပါတယ်ပြီးတော့နောက်တန်းဘယ်အဆုံအတွက်ကတော့ဟိုစပန်နစ်စပန်ကိုအဲဂျော်နမန်24စပန်ကိုပွဲထွက်လာနိုင်ရှိပါတယ်အဲဒါကနောက်တန်းကစားသမားလေးရောပေါ့နော်ပြီးအဲဒါဟိုရှေ့မှာ နောက်တန်းသမားလေးယောက်ရဲ့ရှေ့မှာဟိုကကွင်းလေခံစစ်နေရာမှာတော့ဟောဖယ်ပီဖယ်ပီဟာရဲ့အဲပေါ်မာဆန် PM စာရဲ့ကျွန်းနံပါတ်29 PM စာရဲ့အညာကိုပွဲဖက်နိုင်ပါတယ်အဲပြီးတော့ဒီလိုကကွင်းလေတောင်းပန်းအဲစပါးတင်းရဲ့ကွင်းလေညာတောင်းပန်းနေရာမှာမှာတော့ဟိုက ဂျွန်ဆင်ကိုပွဲထွက်နိုင်ပါတယ်။ဂျွန်နမဲ20နှစ်ဂျွန်ဆင်ပွဲထွက်နိုင်ပါတယ်။ပြီးတော့ကွင်းလေတိုက်စစ်နောက်ကျန်တိုက်စစ်ညမှာတော့ဆိုင်းမွန်ပွဲထွက်နိုင်ပါတယ်။ပြီးတော့စပါအတင်းရဲ့ဘဲတောင်မန်တိုက်စစ်ညမှာမီကာဆန်မီကာဆန်ကိုပွဲထွက်နိုင်ပါတယ်။ပြီးတော့အထောင်တိုက်စစ်မှုညမှာတော့အနည်းဆက်ဆုံးဖြစ်တာဖြစ်နိုင်တာကာလာဒီယာဝက်ဖက်လာနိုင်ပါတယ်ခင်ဗျာ။ဒါစပါအတင်းရဲ့ ဟိုပွဲထွက်လာနိုင်တဲ့လူစင်းပေါ့ဗျာဒီနှစ်စပါးတင်းကဒီနှစ်3-1နဲ့အာဆင်နယ်အသင်းကိုဟိုရှင်ပြိုင်သွားမယ်လို့ကျွန်တော်ဟိုယူဆမိပါတယ်ပြီးတော့ခုလက်ရှိစပါးတင်းရဲ့နောက်ဆုံးဟိုပွဲစဉ်6ပွဲကိုကျွန်တော်ဟိုဖော်ပြပေးခြင်းပါတယ်စပါးတင်းကနောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်6ပွဲမှာသူကစပါးတင်းက2ပွဲနိုင်2ပွဲသေး2ပွဲရှုံးတဲ့အဲဆိုရဲ ဂျာလက်ကိုဟိုပိုင်ဆိုင်ထားပါတယ်။စပါးတဲ့နောက်ဆုံးကန်ခဲ့ဟိုချန်ပီယံဒီမိုနာကိုကွင်းမှာသွားကစားခဲ့တဲ့ပွဲမှာစပါးတဲ့အာဂျီဂျီနဲ့တင်ကြထားပါတယ်။ပြီးတော့ပရီးမီးယားလိမှာအေဗာဒန်အသင်းနဲ့ကန်ရတဲ့ပွဲမှာအေဗာဒန်အသင်းကိုစပါးတဲ့3-0နဲ့နိုင်ပြီးတော့အဝေးကွင်းပရီးမီးယားလိမှာအဝေးကွင်းအင်းခြေစမ်းကောင်းတဲ့ဟာကိုပြသထားပါတယ်။ပြီးတော့ဟော ယူကာဆယ်နဲ့အဲကလာကလာပေါ့လားပေါ့ဗျာအဲ EFS လာယူကာဆယ်နဲ့စပါအားပွဲမှာဟိုကတူးစီးနဲ့စပါရှုံးနေထားတယ်ပြီးတော့ဟိုကချန်ပီယံပရီးမီးယားလိမှာချဲအင်ကွင်းစပါကွင်းမှာချဲစီးနဲ့ဝမ်စီးနဲ့စပါရှုံးနေထားပါတယ်ပြီးတော့ကျိုးသားချန်ပီယံလိမှာဟိုကစပါအသင်းကကိုဘေဟင်ကင်းအင်းအသင်းကို ိုးစည်းနဲ့အနိုင်ရရှိကြပါတယ်။နောက်ဆုံးကံခဲ့ပူးမြားလိဒီစပါအသင်းရဲ့ white lane ဟင်းကွင်းမှာတော့စပါအသင်းရာအာတူတူနဲ့ Manchester United အာပရိသတ်အများစုတချို့ပရိသတ်အများစုကြိုက်တဲ့ Manchester United ကိုတူတူနဲ့အဲကြံထားပါပြောချင်တာကစပားတဲ့နောက်ဆုံး6ပွဲမှာတော့နှစ်ပွဲနိုင်နှစ်ပွဲသေးနှစ်ပွဲရှုံးရွေရလက်ကိုပိုင်ဆိုင်သားပါတယ်။ Yes စပါတင်ရဲ့ပွဲထွက်လာနိုင်တဲ့လူချင်းကိုကျွန်တော်ဟိုဟိုဒါတင်ပြပြီးပါပြီပြီးတော့နောက်ဆုံးကန်ခဲ့တဲ့စပါတင်ရဲ့အပွဲစဉ်6ပွဲကိုတုံးသက်ပြီးပါပြီပြောပြပြီးပါပြီပြီးတော့ဟိုအဲ့အပြင်ကျွန်တော်ဟိုအာဆင်နယ်တင်ရဲ့နောက်ဆုံးအာဆင်နယ်တင်ရဲ့ခုလက်ရှိဒီနေ့ပွဲမှာမြောက်လန်ဒန်ဒါဘီပွဲမှာပွဲထွက်လာနိုင်တဲ့လူချင်းကိုအော်ကျွန်တော်ဟိုကြာဖော်ပြပေးပါမယ် ဂိုးသမားမြန်အနေစပြောဖော်ပြပြအာဆင်နယ်အသင်းကဒီနေ့ပွဲမှာဟိုမြောက်လန်ဒန်ဒါဘီပွဲပြိုင်ဆိုင်မှုအရင်ပြင်းထန်တဲ့မြောက်လန်ဒန်ဒါဘီပွဲမှာအာဆင်နယ်အသင်းပွဲဆွဲနိုင်နိုင်တဲ့ကစားကွက်က၄33ကိုပွဲထွက်လာမယ်လို့ကျွန်တော်ယူဆမိပါတယ်အဲ၄3 3ကစားကွက်မှာနောက်ဂိုးသမားနေရာမှာတော့ပုံမှန်အတိုင်းပဲဒေးဗစ်ရိုင်ယာကိုပွဲထုတ်လာမှာပါဟိုအာဆင်နယ်အသင်းရဲ့ဂိုးသမားက clean sheet တွေကြပြောလက်ဆွမ်းကောင်းတွေအများကြီးပြထားရဲဆိုတာဟာပြိတ္တအတုံညနာတကဘာလုံးကြီးသာပြီးပါတယ်။ကဲနောက်တန်းဘုဒ္ဓမြန်မာဒေးဝေးပဲဟုတ်ကဲဥစ္စာအာဆင်နယ်တဲ့ညာတောင်းမဲ့အဲခြံစစ်နေရာမှာတော့ဟိုပုံမှန်အတိုင်းပဲဂျူနီယာတင်းပါကိုပွဲထွက်လာပါမယ်။ပြီးတော့ဥစ္စာအတွင်းစင်ထရယ်ဘက်နေရာအဲနှစ်နေရာအတွက်ကတော့ဥစ္စာဝီလီယံဆလီဘာကိုဟိုညာတောင်းမဲ့ခြံစစ်နေရာမှာ ဟိုပွဲဖက်လာနိုင်ကြီးရှိပါတယ်ပြီးတော့ဘဲတောင်မှခန်းစစ်နေရာမှာဟိုခြေစမ်းပွဲမှာဟိုကအဓိကကစားမှဖြစ်တဲ့ဟိုဂါဘီရဲ့နာဝါရဲ့အတွက်သူ့ရဲ့နေရာမှာကျွန်တော်ပွဲဖက်လာနိုင်တဲ့ဒူးနှစ်ယောက်ကင်ဂျီနီယာကိုပွဲထွက်လာမယ်လို့ကျွန်တော်ထင်ပါတယ်အဲအာဆင်နယ်ကွင်းလယ်ကစားသမား၃ယောက်အတွက်ပေါ့ပြီးတော့အဲပြီးပါရဲ့အချိန်မှာရှင်ရန်တိုက်စစ်မှု၃ယောက်နေရာမှာတော့ကျွန်တော်ဘဲ အဆွန်ဟိုတောင်ပံတိုက်ဆစ်မှုတွေပါကျွန်တော်ထောဆက်ကူပဲတုံးမယ်လို့ထင်ပါတယ်။မျိုးနဲ့ထောဆက်ကူတုံးမယ်လို့ပဲထင်ပါတယ်။သူကလက်ရှိခြေစမ်းကောင်းတဲ့ပြသထားပြီးတော့ဟိုအသင်းအတွက်အဲအားကိုးရတဲ့ကစားသမားတယောက်ဒီအလဲအလဲမတိုးခင်မှာညာဘက်တောင်ပံတိုက်ဆစ်နေမှာပုံမှန်အတိုင်းပဲဘူဂါရီစာကာပွက်ထွက်လာမှာပါ။ဒီတော့အချိန်မှာအဲဒါတောင်ပံနှစ်ဖက်ပေါ့ဗျာတိုက်ဆစ်အတွက်ပြီးရတဲ့အချိန်မှာဟိုကရှေ့တန်း တိုက်စစ်မှုညံမှာတော့အော်ကျွန်တော်ထင်တော့ battery rocket အဲပြန်ပါလာမယ်လို့ယူဆမိတယ်။ဒါပေမဲ့ battery rocket အဲမပါနိုင်ဘူးဆိုရင်တော့ဟိုမန်ဒူဂီကိုတိုက်စစ်မှုမန်ဒူဂီကိုထုတ်သုံးမယ်လို့တော့ထင်တယ်။တိုက်စစ်မှုမန်ဒူဂီကအခုတော့တော့တယ်ဟိုဒဏ်ရာပြဿနာနေပြန်လာပြီဆိုမဲ့ကြက်ခိုင်မှုကိုပြေဝနေပြီပေါ့ဗျာ။ဒါပေမဲ့အခုနီးပြအထောင်တိုက်စစ်နေမှာနီးပြအတေတာနေတဲ့မန်ဒူဂီကိုတုံးမတုံးတော့ ပစ်ချပြောလို့မရသေးဘူးဒါပေမဲ့ကျွန်တော်အထင်တော့မန်ဒူဂျီကို ထုတ်သုံးမယ်ဆိုရင်သုံးလို့ရပါတယ်နံပါတ်1အထောင်တိုက်စစ်မှုနေတာဗီဒီယိုရောကက်ဖြစ်နိုင်တယ်ဗီဒီယိုရောကက်ပုံဘူးဆိုရင်မန်ဒူဂျီကိုသုံးလို့ရတယ်အဲ့နှစ်ယောက်မှမဟုတ်ဘူးဆိုရင်တော့ဟိုမီခရီမာရီကိုသုံးလို့ရပါတယ်အဲ့အထောင်တိုက်စစ်နေမှာအဲ့သုံးယောက်ထဲကတရားရုံးကိုဟိုနီးပြအာတီဒါနေနဲ့အဆုံးပြသွားမယ်လို့ကျွန်တော်ကယူဆမိပါတယ်ဒီကအာဆင်နယ်တဲ့ပွဲဖက်လူချင်းကိုပြီးသွားပြီဆိုရင်တော့ အာဆင်နယ်တင်းရနောက်ဆုံးဟိုရှင်းပြန်ကစားခဲ့တဲ့အဲဥဟိုဟိုပြိုင်ပွဲဆုံးပေါ့ဗျာအဲပရီးမီးယားလိချန်ပီယံလိကာပေါ့အဲ့လိုပြိုင်ပွဲဆုံးမှာအာဆင်နယ်တင်းနောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုရင်တော့အာဆင်နယ်တင်းရအဲစန်ဒါလန်ပွဲမှာတူးတူးနဲ့တင်းကြတာရဲ့အဲပြီးတော့ဟိုစားချန်ပီယံလိပါအာဆလီပါစတာဗီယာဟာဟို3နဲ့အဝေးကွင်းမှာနိုင်သားပါတယ် ဲပြီးတော့ဟိုပြီးမီယာလိမ့်တာဘန်ဒီကိုတူးစည်းနဲ့အဝေးကွင်းမှာနိုင်ထားတယ်ပြီးတော့ခရာပေါင်းပလားမှာအဆင်နဲ့အိတ်ကွင်းမှာတူးစည်းနဲ့အရန်ကစားသမားဆက်အဓိကကစားသမား7ယောက်ပါအရန်ကစားသမား7ယောက်အထိတုံးပြီးတော့အဆင်နဲ့အတင်းကအိတ်ကွင်းမှာဟိုအတင်းမှာကျော်ပြီးတော့တကယ်အတင်းလိုက်ကစားပုံကောင်းတဲ့ Brighton လိုအတင်းမျိုးကိုတူးစည်းနဲ့အနိုင်ခံပြီးတော့ခရာပေါင်းမှာ အဆင်းနဲ့အသိရဲ့အရန်အင်အားတောင့်တင်းမှုကိုပြသထားပြီးတော့အနိုင်ယူထားပါလေ။အဲနောက်တစ်ပွဲကအဆင်းနဲ့တည်းကပင်းရလိုက်မှာခရစ်စတယ်ပဲလို့ဝါစီနဲ့နိုင်ထားတယ်။အဲကျွန်တော်အဲ့အနည်းဆက်ဆုံးနောက်ဆုံး6ပွဲကိုပဲပြောလိုက်ပါမယ်နော်။အဲအနည်းဆက်ဆုံးနောက်ဆုံး6ပွဲမှာအဆင်းနဲ့တည်းက5ပွဲနိုင်တပွဲသိရင်ဆိုရရလောက်ခေါင်းကိုပိုင်ဆိုင်ထားပါလေ။အဆင်းနဲ့တည်းကအဲနောက်ဆုံးကြံသေးတဲ့သူက6ပွဲမှာ တွင်းကိုကကိုကိုတက်တွင်းကို14ကိုရှိပါတယ်တွင်းကို14ကိုရှိပြီးတော့ပေးကိုက2ကိုပဲရှိတာအစင်းရဲ့အတင်းရဲ့အတင်းလိုက်ကစားပုံကလည်းကောင်းပြီးတော့ဟောခန်းခန်းစစ်ကွင်းလေတိုက်စစ်ညတာရဲ့အဲအတင်းဆိုတာလက်ရှိတစ်ကဘာလုံးလည်းသိပါပရင့်တက်အများစုလည်းသိပါအဲဒီအခုပေါ်ဒီနှစ်တင်းရဲ့ဝက်ဆက်လာနိုင်တဲ့လူချင်းတွေကိုကျွန်တော် ဟိုဒါတင်ပြပြီးတော့ပါပြီပြီးတော့နောက်ဆုံးကုန်းအဆင်းနဲ့အတင်းနဲ့စပါအတင်းတို့ရဲ့နောက်ဆုံးကြံခဲ့တဲ့အဲပွဲစဉ်6ပွဲရဲ့အဖြစ်ရလဒ်တို့ရဲ့ကျွန်တော်တင်ပြပြီးပါပြီနောက်ပြီးတော့အဆင်းနဲ့အတင်းနဲ့ဒီစပါအတင်းတို့ရဲ့ဟက်တူဟက်အဲမာလေအဆင်းနဲ့အတင်းကနောက်ဆုံးရှင်းနိုင်ခဲ့သားရဲ့6ပွဲမှာ9ပွဲနိုင်တပွဲတည်ဆိုရင်တော့ခံစစ်ကိုအကောင်းဆုံးဆော့ပြထားတဲ့အတင်းထဲမှာပါဒါနဲ့ဟိုညီပြ စပန်းကြီးကတော့မက်ဖရန့်ရဲ့စပါတဲ့အခု90တိတ်မတင်ငိမ့်သေးဘူးလို့ကျွန်တော်မြင်တယ်ပြီးတော့ဟိုမတင်ငိမ့်သေးဘူးလို့လည်းကျွန်တော်သုံးသက်တယ်ပြီးတော့လက်ရှိစပါအသင်းအဓိကကစားသမားတွေမှာဒန်ယာရကစားသမားကဟိုအနိုင်ဆုံး3ယောက်4ယောက်အထက်မှာရှိရကြအဲကျွန်တော်ပြောချင်တာကစပါတဲ့ကမကောင်းဘူးကောင်းတယ်သို့တော့ဟိုအခုအာဆင်နယ်အသင်းနဲ့ရှင်ပြိုင်တဲ့စပါတဲ့က ဟိုကစားသမားရဲ့နာနေတဲ့အတွက်ဗျာဒီကကစားသမားရဲ့၃လောက်တော့အနည်းဆုံးမပါနိုင်တဲ့အတွက်စပါးသွင်းပြင်အားကျောင်းနိုင်တယ်အဲအဲ့ဒီနေရာမှာအာဆင်နယ်တင်းအောင်ဟာလေကစားသမားကြီးမနာဘူးလားဆိုရင်နားတယ်ဒါပေမဲ့အဲအာဆင်နယ်တင်းကတော့ဟိုကစားသမားကြီးနားရဲဆိုပေမဲ့အရင်ကစားသမားကြီးကဒီကကစားသမားရဲ့နေရာကိုဟိုအင်ပြအားပြဟို quality မိမိနဲ့ပွဲထွက်ပြီးတော့ရှင်းနိုင်ကစားနိုင်ပါတယ်အဲ့ဒီအတွက်ဒီနှစ်တင်းရဲ့ ဒီနေ့ပွဲမှာဖြစ်နိုင်တဲ့ goals ကိုကျွန်တော်တင်ပြပေးပါမယ်။အာဆင်နယ်အသင်းကဒီနေ့ပွဲမှာစပါးအသင်းကိုအနိုင်ဆုံး2-3 1 4-2အဲ့လိုမျိုးနှစ်ကိုအတန်နဲ့ဂူပြက်နဲ့အဲနိုင်သွားမယ်လို့ကျွန်တော်ဟိုတုံ့တက်မိပါတယ်။ဒါစပါးအသင်းကိုကျွန်တော်ဥစားဟိုဟိုမလေးစားလို့ respect ရှိလို့ပြောတာမဟုတ်ပါဘူး။ ဟိုစပန်းသင်းကိုလည်းဒေသပါရဲ့ရစပန်းလည်းရှိပါရဲ့တိုးတော့လက်ရှိခြေစမ်းအရာတော့စပန်းသင်းကအာဆင်နယ်အသင်းကိုနိုင်ဖို့ရာဂိုင်းတော့ဆက်ရာဂိုင်းတော့ပဲရှိပါရဲ့တေးချဖို့ရာဂိုင်းတော့လည်းဆက်ရာဂိုင်းတော့ပဲမျှော်လင့်လို့ရပါအာဆင်နယ်အသင်းကနိုင်ဖို့တော့80ရာခိုင်နှုန်းဟိုတည်ကြတယ်လို့တုံ့ပြန်လို့ရပါတယ်။ဟိုကသူ့ရဲ့ကစားသမားအာ injury ရှိရတဲ့တော်တော်လေးနောက်ပြီးခြေစမ်းရှိနေနောက်ခြေစမ်းတည်ငြိမ်မှုရဲ့ အဲနဲ့ပေါင်းဆက်လိုက်ရင်အာဆင်နယ်အသင်းကအိမ်ခွင့်အမ်ရိတ်မှာနိုင်မှုရာခိုင်နှုန်း80ရာခိုင်နှုန်းရှိပါတယ်။ဒီကြားဖို့ရာခိုင်နှုန်း100ရာခိုင်နှုန်းပဲရှိပါတယ်။စပါအသင်းနိုင်မှုရာခိုင်နှုန်းက100ရာခိုင်နှုန်းပဲရှိပါတယ်။ဒီနေ့ပွဲမှာစပါအသင်းနိုင်မှုတိတ်ပြီးတော့ညှို့လင်းချက်မရှိပါဘူး။အဲပွဲဖြစ်အောင်အနေဆုံးနှစ်ဂိုးတာနဲ့အာဆင်နယ်အသင်းနိုင်သွားမယ်လို့ကျွန်တော်တော့သုံးသပ်မိပါတယ်။ဒီပွဲတဲ့တဲ့ ရဲ့ရဲ့ပွဲမှာကျွန်တော်ရဲ့ data အအနည်းဆက်ဆုံးဖြစ်လာတဲ့ data ရဲ့အချက်လက်ကိုကျွန်တော်ကဟိုကြမိတ်ဆွေတင်ပြပြီးတော့ပါပြီ။အဲဒီပွဲမှာမိတ်ဆွေရောဒီပွဲကိုဘယ်လိုမြင်ကြလဲ။ comment မှာဝင်ရောက်ဆွေးနွေးသွားပေးဖို့တောင်းဆိုပါရစေ။ပြီးတော့ဒီကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ရင် like subscribe လေးပေးသွားဖို့ဟိုတယောက်ချင်းစီကျွန်တော်ရဲ့ YouTube channel လေးကို like subscribe လေးပေးသွားပေးကြပါခင်ဗျာအဲဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့လူတယောက်ချင်းစီတန်းကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့အဲ okay ဒါဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြကြပါမယ်ခင်ဗျာ